အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ် AB လ73ရက်တနင်္ဂနွေနေ့ဗဇန်အချိုနေ့စေတရင်30ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်ဗဇန်ကာလစစ်ကောင်စီလက်လွတ်ရမယ့်စခန်းတွေထဲမှာကန်ရန်ဒေတာတိုင်းစစ်ဌာနချုပ်နေနေတဲ့ကမင်းသမီးဖြူဝါကုန်းစခန်းဟာရှေ့ဆုံးကနေပါဝင်ပါတယ်ပူပေါင်းဖွဲ့တွေရဲ့အခြေပြုနေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ဒီပုံညွန့်တောင်းခံနေပြီး ယူဟာကုန်းအတွင်းမှာရိတ်ခါနဲ့ခဲယမ်းဂူတောင်တွေမီးလောင်နေတဲ့အတွက်မင်းကြီးတက်ပြီးပြည်စည်းရွှေပြောင်းသဲဆောင်နေကြရပါတယ်။ကြံကာလမပြီးဆုံးနိုင်ခင်အထိတော့တောက်ခံနိုင်စွာမရှိတော့ဘူးလို့ခံမှန်းသုံးသပ်လိုပါတယ်။ခြေပေးမြိတ်ခြေဆိုင်အမှတ်103ချီလင်းတက်ရင်လက်နဲ့ချရဲဆိုတာအတီးပြုတ်နိုင်ပြီဖြစ်ပြီး KNU တက်မာလီအဖွဲ့တွေဖန်စီထိမ့်သိမ်းထားပြီလို့သိရပါတယ်။ယနေ့အတွက်အပြင်းထန်ဆုံးတိုက်ပွဲကတော့မင်းသမီးယူဟာကုန်းစခန်းလို့ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရန်နေကခရိုင်လီနဲ့ကမာမောင်းချားမှာအခြေပြုထားတဲ့အင်အား136ယောက်ပါတဲ့စစ်ကြောင်းကိုတိုက်ခိုက်နိုင်ခဲ့ပြီးခြေကုပ်ယူတက်ဆွဲရန်ပြင်ဆင်နေရတာနဲ့စုခွာဖက်ပြေးသွားကြရပါတယ်။နောက်ဆုံးအခြေအနေကတော့လက်နက်နဲ့ပျောက်ဆုံးနေတာ29ဦးရှိပြီးတပ်သားဆင့်တယောက်မဆီကိုက်တယ်လို့သိရှိရပါတယ်။ခြေတော်တိုင်းဆက်တာနာချုပ်ဂွေနဲကစစ်ကောင်စီရဲ့ရှီလန်းစခန်းတော်တော်များများမှာကဲတော့ရုံမျိုးစားလေးမျိုးသုံးဆွဲလေးရှိပါတယ်။ဟော်လန်တန်ဗီဒွန်ချန်နယ်3နဲ့ droplet မျိုးစားတွေပဲဖြစ်ပါတယ်။တောင်တလမြေကခြေပြင်းချင်းအချိန်ကောင်းလာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ကလေးမျိုးနဲ့ကလေးခံဟောကာလာပိုင်းမှာရှိတဲ့ကျန်တာပြည်သူစစ်စခန်းတစ်ခုကိုလည်း CNA Chin National Army ကစီးနင်းတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပါသေးတယ်။အနောက်ဘက်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုဒေသကိုယ်ကရေးစစ်ဌာနချုပ်ကလေးကိုရောက်နေပါတယ်။ကလေးကိုတိုက်တော့မယ်ဆိုတဲ့အနေအထားတွေဖြစ်ပေါ်နေတာကြောင့်မင်းအတွေ့အကြုံရှိတယ်။လိုအပ်ရင်ဖမ်းခံလို့ရအောင်အနီးကကိုယ်ကဲပါဆိုပြီးလွတ်လိုက်တာဖြစ်ပါလိမ့်မယ်။ ရှင်ပြည်နယ်မှာတော့တိုင်းမိုးကကလေးထိဒူတိုင်းမိုးကဟာဟာထိရှင်ပြည်ခံစစ်ဆင်နေရတယ်လို့ဆိုရမှာဖြစ်ပါတယ်။မကွေတိုင်းဆလစ်လုတ်တရားကားလမ်းမှာပါက18မိုင်မှာအခြေပြုတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းတစ်ခုကိုလည်းကာကွယ်ရေးအဖွဲ့တွေစီးနင်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာရှိပါတယ်။ဆလစ်ဆလုတ်ရကားလန်းဟာမိုင်40ရှိတာဖြစ်ပြီး16မိုင်ကြီးဒီမှာပသိမ်မုံရကားလန်းဇုံကံပြားကြီးရတရှိပြီးယခု18မိုင်ဆိုတော့ဆလုတ်ရမြို့နယ်မြောင်းကြီးရအုပ်စုထဲမှာဖြစ်ပါတယ်အဆိုပါဆလစ်ဆလုတ်ရလမ်းဟာ minus 10ကျော်ပြီဆိုတာနဲ့တောင်တလန်းတွေဖြစ်ပြီးနံပါတ်52ကိုဆိုပြီးကားသမားတွေမျက်တောင်မခတ်မောင်းနေရတဲ့နေရာတွေဖြစ်ပါတယ်လွန်ခဲ့တဲ့24နှစ်လောက်ကဆိုရင်အထပ်ပါလန်းဟာခွေရင်းဒီလက်ပင်းစလင်းချောင်းကြီးကြားလို့ကတော့မော်တော်ယာဉ်ကြီးဖြတ်တန်းသွားလာရခက်ခဲပြီးတစ်ခါတလေ656ရက်ကြာမြင့်တတ်ပါတယ်အဲ့ဒီလမ်းမှာကျွန်တော်တို့ရင်နှန်းမအိပ်ဖူးတဲ့နေရာမရှိတဲ့လောက်ဖြစ်ပါတယ် အနာရီအစိုးရလက်ထက်မှာတော့စနစ်စုပ်တရားလမ်းဟာ၃နာရီလောက်မောင်းနေုံနဲ့အလွယ်တကူသွားလာလို့ရအောင်လက်ပချင်းတရားအပါဝင်လမ်းကိုလမ်းကိုအစစ်မြစ်တင်လိုက်နိုင်တာကိုတစ်ခေါက်သွားမှုပြီးကြုံခဲ့ရပါဘူးကြုံခဲ့ရပါသေးတယ်စစ်ကောင်စီဟာကရမ်းနယ်မြေကိုလေကြောင်းတိုက်ခိုက်ပြီးစစ်မျက်နှာထပ်ဖွင့်လိုက်ပြီးဖြစ်ပါတယ်ပေါင်လောင်မြင့်နဲ့ညားစွာမဝေးကွာလှတဲ့တိကျိတ်ကြီးရွာကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ထားပါတယ်ကရမ်းပြည်သူဖွဲ့အားတောင်ပိုင်းတိုင်းစစ်သားနာချုပ်တိုင်းမှုနဲ့ နားလည်မှုရယူထားပေမဲ့ချင်းချုံနေပြည်တော်မှာထိတွေ့မှုတွေရှိလာလို့စစ်ကောင်စီဘက်ကချင်းချောက်တုံ့ပြန်မှုလှုပ်လာတာလို့ထင်မြင်ယူဆပါရတယ်။စစ်တောင်းမြေရှိပဲချမ်းဒေသရှင်မျိုးနွယ်အတွင်းဒေသတွေနဲ့ကြီးကောကရင်နီဒူပိုင်းလို့ခေါ်ကြတဲ့စီပူတဝိုက်မှာစစ်မျက်နှာထပ်ဖွင့်လာမဲ့လက္ခဏာရှိတယ်လို့သုံးသပ်ယူဆရပါတယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်ထဲမှာညောင်းတကာဆိုတာရှိပါတယ်။ရန်ကုန်သားတွေတော်တော်များများတိကျမှာဖြစ်ပါတယ်။တောသာတောင်သာတွေဂရင်းတွေ့ကြသူများအဖို့တော့ ညောင်းတကာကြွက်ကင်ဆိုတာနာမည်ကြီးပေါ့ဗျာလုံခဲ့ရတော့ပြီးခဲ့တဲ့ရက်ပိုင်းကတော့ညနေပိုင်းကြွက်ဖမ်းပြီးဝါလာရှာတဲ့လူရွယ်၃ယောက်ဟာစစ်ကောင်စီရဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်မန္တလေးတိုင်းဒေသကြီးသပိတ်ချင်းကိုမိုင်ဘက်မှာထိတွေ့တိုက်ပွဲရှိနေသူရှိနေတယ်လို့လေကြောင်းတိုက်ခိုက်မှုကရှိနေပါတယ်တွင်ငယ်ကနေမိုးကုတ်ကိုတိုက်စစ်ဆင်မှုအားထုတ်လာတယ်လို့ယူဆရပါတယ်နေပြည်တော်ကဝင်ကြီးဌာနရုံးတချို့ရန်ကုန်ကိုယာယီကြောင်းရဲ့အခြေဆိုက်ရတော့မယ်လို့ကြားသိရပါတယ်နိုင်ငံသားရေးဝန်ကြီးဌာန ဟိုတယ်နဲ့ခင်းသွားလာရေးဝင်ကြီးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနတို့ပဲဖြစ်ပါတယ်။စစ်တပ်ကတို့ဟာပြည်ဦးလင်ကနေနေပြည်တော်ကိုပြောင်းရှေ့ဖွင့်နေမယ်ဆိုတဲ့ကိစ္စကတော့စကိုင်းငလင်နဲ့အတူပြောင်းလဲသွားပြီဆိုတာအထူးတလည်းရှင်းပြစရာလိုတော့မယ်မဟုတ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်